င်းစိန်ထောင်တွင်တန်းစီချုပ်ရွှေမိုးဆိုသူကအတင်းအဓမ္မငွေကြေးကောက်ခံမှုများရှိနေပြီးအချင်းသားအချုပ်သားများအပေါ်နိုင်ကျင့်မှုများရှိနေတယ်လို့ထောင်တွင်သတင်းရင်းမြစ်ထံကနေသိရပါတယ်။လောအားပေးဆိုပြီးအကြောင်းပြပြီးခိုင်းနေတာအများကြီးရှိတယ်။ပေါက်စင်းသမားတွေလည်းပါတယ်။ငါချစ်ဖို့အမိုက်ကန်တဲဖို့ဆိုပြီးအကြောင်းပြပြီးထုတ်တာတစ်ပတ်ကနှစ်ချိန်လောက်ပါတယ်။နိုင်ငံရေးကျင်းသားတွေကိုလည်းမဖြစ်မနေလောအားပေးလိုက်ရမယ်ဆိုပြီးလှုပ်တာမျိုးလည်းရှိတယ်။ အဆောင်ထဲမှာပြဿနာတက်တာမျိုးဆိုရင်မင်းကြီးခေါ်ထုတ်ပြီးရိုက်ခိုင်းတာမျိုးလည်းရှိတယ်လို့ထောင်ရင်းသတင်းရေးမြစ်က AMIG ကိုပြောတန်းစီချုပ်ရွှေမိုးဆိုသူကမူရစ်စင်းမှုနဲ့ထောင်ကြပြီးတန်းစီချုပ်ဖြစ်လာခဲ့တာအချင်းတော်ဝန်ထမ်းဦးစည်းတူရဲ့ညီဖြစ်တယ်လို့စစ်တပ်ကအငိမ့်စားယူထားသူလို့လည်းသိရပါတယ်တန်းစီချုပ်ဆိုပြီးလှုပ်ရှင်တိုင်းလှုပ်နေတာတော်တော်များများသူ့ကိုမကျင်တတ်ကြဘူးဦးစည်းရဲ့ညီဖြစ်နေလို့ပြောလဲမပြောရကြတာ ပတ်စံရတဲ့သူဆိုရင်ကောင်းကောင်းမွန်မွန်ထားတယ်ပတ်စံမရတဲ့သူဆိုရင်ကောင်းကောင်းမွန်မွန်ဆက်ဆံတာမျိုးမရှိဘူးလို့ထောင်တွင်းသတင်းရင်းမြစ်ကဆိုပါတယ်အင်းစိန်ကျင်းတော်အတွင်းမှာအကျင်းတော်ဝန်ထမ်းတွေခန့်အပ်ထားတဲ့တန်းလီချုပ်ဆိုသူပါဝင်တန်းလီဆိုသူတွေဟာအကျင်းသားအချင်းချင်းအနိုင်ကျင့်ဗိုလ်ချမှုတွေနဲ့နိုင်ငံရေးအကျင်းသားတွေကိုဖိနှိပ်ဖို့အကျင်းတော်ဝန်ထမ်းတွေကလက်သက်မွေးထားကြတာဖြစ်ပါတယ်